မင်္ဂလာနနေခင်ပါစမ်းမချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်ဒီဝိုက်ပူချိန်ကတော့25ဒီဂရီဖြစ်ပြီးတော့မှ31ဒီဂရီရှိတယ်လို့ခန်းစားရရှိနိုင်ပါတယ်လေရုရေသွေးကနှိမ့်ချနေတယ်ဒီနေ့လုံးနေနဲ့တိမ်တင်းတင်းမှတိမ်ထူထပ်ပြီးတော့မှ နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်မြင့်ဆုံးပူချိန်31ဒီဂရီရှိပါမယ်နေ့စဉ်ဝိပ္ပုချင်းလင်းပြ ဇွန်လ9ရက်တနင်္လာနေ့2025ထိုအတင်းတော်ကတမန်တရားဤအမိတကယ်ဖြစ်၏ဒီကချက်တိမောသေဩဝါဒစာပထမဆောင်မှာခွန်အားယူစရာများ အပိုင်း9ဖတ်ရန်ကြံချက်တိမောသေဩဝါဒစာပထမဆောင်ခန်းကြီး3ခန်းငယ်14မှ16တင်းတို့ရှိရာသို့ငါမြမြန်လာမည်ဟုမျှော်လင့်ခြင်းရှိတော်လဲတာရှိစွာနေလင်တင်းသည် ပြားသခင်အိမ်တော်၌ အဘယ်သို့ကျင့်ကြံပြုမှုရမည်ကိုသိစေခြင်းကဤသို့ငါရေး၍ပေးလိုက်၏ထိုအိမ်တော်ကအသက်ရှင်တော်မူသောဘုရားသခင်၏အသင်းတော်ဖြစ်၏ထိုအသင်းတော်ကတမန်တရား၏အမိတကယ်ဖြစ်၏တမန်တရား၏တီယာလည်းဖြစ်၏မှန်သောကိုးကွယ်ခြင်း၏နဲ့နေသောຢာသည်ကြီးစွာသောຢာဖြစ်သည်ဟုညင်းခုန်ရမရှိဘုရားသခင်သည် ကိုယ်ခန္ဓာ၌ပေါ်ထွန်းတော်မူပြီးဟုတ်မှန်တော်မူခြင်းကြောင့်သည် ဝိညာဉ်တော်အားဖြင့်ထင်ရှားပြီးကောင်းကင်တမန်တို့သည် ကိုရောကိုရှုမြင်ရကြပြီးတပါးမျိုးသားတို့သည်တင်းတော်ကိုကြားရကြပြီးလောကီသားတို့သည်ယုံကြည်ရကြပြီးဘုံအတည်နှင့်တကွအထက်သို့ဆောင်ယူခြင်းကို ခံတော်မူပြီးကောရင်သူဩဝါဒစာပထမဆုံးခန်းကြီး၁၀နှင့်ခန်းငယ်၁၈တင်တို့သည်ခရစ်တော်ဤကိုဖြစ်ကြ၏အသီးသီးအင်္ကာတော်ဖြစ်ကြ၏ အခုဒီရေးပြလိုက်တဲ့အကြောင်းအရာတွေကိုရှင်ဘောလူသည်တိမောသင်နဲ့မျက်နှာချင်းဆိုင်တွေ့ပြီးတော့မှပြောကျင်တော်လဲပဲအခုလောလောဆယ်ခြင်းနေရာ သူချက်ချင်းလာလို့မဖြစ်တဲ့ခြင်းနေမှာရှိတာကို သိတဲ့အတွက်ဒီစာကို သူရေးပြလိုက်ရခြင်းဖြစ်တယ်ဒါကနောက်တနည်းနည်းပါကိုဖော်ပြလဲဆိုတော့အေဖက်မြို့မှာတိမောသေကိုခဏတာပဲတော်ဝန်ပေးအပ်စေခိုင်းထားခြင်းဖြစ်တယ်ဆိုတော့ကိုလည်းတွေ့ရပါတယ်ပြီးတော့ဒီစာကိုရေးပြလိုက်ခြင်းရဲ့ရည်ရွယ်ချက်မှာကိုကကိုက တေဖဲမြို့မှာရှိတဲ့ဘုရားသခင်အိမ်တော်လို့ခေါ်တဲ့အသင်းတော်မှာဘလိုမျိုးကျင့်ကြံပြုမူရမလဲဆိုတာကိုတိမောသေသိစီဖို့ရန်သူရေးပေးလိုက်ခြင်းဖြစ်တဲ့တိမောသေအနေနဲ့ဒီလိုမျိုးအသင်းတော်ကိုဘလိုမျိုးခေါင်းဆောင်တယောက်အနေနဲ့ဦးဆောင်ရမလဲဘာတွေလိုအပ်တယ်လဲဆိုတာကိုညွှန်ကြားထားတဲ့စာတစ်စောင်လေးဖြစ်ပါတယ်ဒီနေရာမှာရှင်ဘောလူသည်အသင်းတော်ကိုဘုရားသခင်ရဲ့အိမ်တော်လို့တုံ့တုံထားတယ်အထူးသဖြင့်ဘုရားကင်းဝတ်တဲ့နေရာ ဘုရားသခင်ရဲ့တာသမီတွေစုဝေးပြီးတော့မှဝိပုဂိုးခွဲတဲ့နေရာကိုဘုရားရဲ့အိမ်တော်လို့သူသတ်မှတ်ပြောဆိုထားပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအသင်းတော်ကိုတည်ဆောက်တဲ့သူကလည်းဘုရားသခင်ပဲဒီအသင်းတော်ကိုခိုင်ခန့်စေတာကလည်းဘုရားသခင်ပဲဒီအသင်းတော်မှာဒီရှိအုပ်ဆိုးနေတာကလည်းဘုရားသခင်ပဲဒီအသင်းတော်ကိုပံ့ပိုးပြုစုပေးတာလည်းဘုရားသခင်ပဲဖြစ်တယ်ဆိုတာကိုရှင်ဘောလူနားလည်တဲ့အတွက်ဖြစ်ပါတယ်။ အဲ့ဒီအတင်းတော်ဒီတမန်တရားရဲ့အမိတကယ်ဖြစ်တယ်။တမန်တရားမိတရားလည်းဖြစ်တယ်။ယုံကြည်သူခရစ်ယာန်ရဲ့ပြုမှုဆောင်ရရတဲ့မှန်ကန်တဲ့ဝိပုကိုခွေခြင်းရဲ့နဲ့နေတဲ့ရာဟာကြီးမားတဲ့မြင့်မြတ်တဲ့အရာဖြစ်တဲ့ဆိုတာကိုရင်းခုန်ဖို့ရန်အကြောင်းတော်မရှိဘူး။အဲ့ဒီဝိပုကိုခွေခြင်းရဲ့အဓိကအကြောင်းရင်းကတော့သခင်ယေရှုခရစ်တော်ဖြစ်တယ်။ဘုရားသခင်သည်တာရောသခင်ယေရှုခရစ်တော်အားဖြင့်လူရဲ့အသွေးသားကိုခန္ဓာမှာသင်ရှားပြသခဲ့ပြီးပြီ။ ဒါကိုလေဝိညာဉ်တော်ကတက်တည်တူခဲ့ပြီးပြီ။ကောင်းကင်တမန်တို့လည်းသခင်ရှုကို ရှုမြင်ကြရပြီးပြီ။ကဘာမျိုးသားတွေအားလုံးလည်းသတင်းတော်ကိုကြားရပြီးပြီ။လောကီသားတို့လည်းယုံကြည်ရကြပြီးပြီ။ဘုံဒီနေ့အထက်ကိုသခင်ရှုသည်ဆောင်ရွက်ခြင်းကိုခံခဲ့ရပြီးဖြစ်တယ်။အရောအသင်းတော်ရဲ့ဝိပုကုကွက်ခြင်းရဲ့နှစ်နယ်ရဲ့အရာကိုရှင်းရှင်းလင်းလင်းနဲ့ဆက်လက်ပြီးတော့မှပေါ်ပြပြီးတော့မှဝိပုကုကွက်နေကြဖို့ရန်ဖြစ်တယ်။ ကာဒီယန်ကျွန်ရီသည်အခြားသောယာရီနှင့်အတင်းတော်ကိုတည်ဆောက်နေတတ်တယ်။တကယ်တမ်းတင်းတော်ရဲ့ကြောယူတင်းတော်ရဲ့အဓိကတည်ဆောက်ရတဲ့အကြောင်းရင်းကသခင်ယေရှုခရစ်တော်ဖြစ်တယ်ဆိုတာကိုမမေ့ဘဲနဲ့သခင်ယေရှုခရစ်တော်ကိုခန္ဓာကိုကျွန်တော်တို့အကောင်းဆုံးဆက်လက်တည်ဆောက်ကြဖို့ရန်ဖြစ်ပါတယ်။တလဆုတောင်းကြပါစို့။မြတ်တော်ရှင် သခင်သာရမြတ်စွာသောဘုရားသခင်ဒီမိနစ်ခင်တည့်တွေ့ကိုရောကိုယေရှုတင်ပါတယ်။ ဒီမနက်ခင်းမှာလို့ထရှင်တန်လိုက်သူတွေအားလုံးကောင်းကြီးပေးပါရင်ဝတ်ခြင်းကောင်းကျိုးချမ်းသာစိတ်နှလုံးလိုပြည့်စုံရသောခွင့်စိတ်လက်ကြည်လင်းရင်းချမ်းရသောခွင့်ကျမ်းမာပဂတိဖြစ်ရသောခွင့်များကို ပေးသနာရမူပါတော်ရတောင်ထဲမှာမိုးရဲရေထဲမှာပြေးလွှားနေကြတဲ့သူတွေကိုရရှင်ကြည့်ရှုကြတော်မူပါဘေးကင်းလုံခြုံစေပါသနရိတ်ခါတွေလုံလောက်စေပါအမိုးကာတွေစဲမရေးဆောင်ရှောက်မှုတွေရရှိစေပါပရိုထရမှာရှိတဲ့ မကြမ်းမာတဲ့သူတွေကိုဝန်ဆောင်မိခင်နေကလေးတငယ်တွေမတန်ဆွမ်းနေတက်ကြွယ်တွေကိုဒူးကိုရရှင်ပြင်ဆင်ခွဲကားကောင်းကြီးပေးလေဘေးလွတ်ရာလုံုံရာတို့ပို့ဆောင်တော်မူပါလက်တော်တို့အနံပါရဲသူတို့ပေါ်မှာသူတို့ကြံဆွေးမိနိုင်တဲ့ကောင်းကြီးမင်္ဂလာနဲ့သူတို့ကြံစီရမမိနိုင်တဲ့ရင်သက်ခြင်းမျိုးတို့နှလုံးသားကိုအုပ်ဆိုးတော်မူပါအထူးသဖြင့်ကြောက်ရွံ့နေတဲ့ကလေးတွေရဲ့နှလုံးသားကိုရရှင်အုပ်ဆိုးတဲ့စိတ်တန်ရာတွေမှလွတ်ကင်းစေပါ မုံဒီခြင်းတရားတွေမှကိုရောလွမြောက်စေတော်မူပါပြန်လည်တည့်မြတ်ခြင်းကိုဥဆောင်နေသူတွေတည်တည်ဖြစ်စေပါမည်အကြောင်းကောင်းကြီးချပေးမာဇာတနာရမူပါမတရားတဲ့သူတွေကိုလည်းကိုရောရှင်ဆုံးမတန်ခတ်တော်မူပါအစဉ်စဉ်အသီးသီးမှကိုရောသာသမီပြည်သူပြည်သားတွေအနေနဲ့မတရားမှုတွေကိုပဲ့ဆုံခံရတယ်ကိုရောလက်တော်သို့အပ်ပါတယ်ကိုရဲ့ရပိုင်ခွင့်လုပ်ပိုင်ခွင့်ကိုလူရထက်ပိုသုံးဆွဲပြီးအကျင့်ပြတ်ချစားခြင်းတွေလက်စားခြင်းတွေ အများကြီးရှိနေပါတယ်ကိုရရှင်ပြင်ဆင်ပြုပြင်တော်မူပါကိုရတင်ရထက်တဲ့ຢာကိုပဲယူတာကိုဒါသမလို့နိုင်ငံရဲ့အချင်းစာရိုက်တာဖြစ်စေတော်မူပါမြတ်တော်ရှင်ဖပြမကောင်းတဲ့မှုရာတွေမှဒါသမနိုင်ငံကြီးကိုကယ်တင်ကယ်နှုတ်တော်မူပါကောင်းမြတ်တဲ့တင့်တော်ရဲ့အုတ်ချုပ်တဲ့သူများကိုရရှင်ပြင်ဆင်ချပေးမဆသနာတော်မူပါဘေးအန္တရာယ်ပေါင်းမှလည်းကင်းဝေးစေတော်မူပါကဘာချင်းဒီတကွာမပြည့်စုံပြည်သားတဲ့အားလုံး ရင်ဝတ်ငြိမ်းချမ်းသာရာစဲမပျော်ရွှင်ခြင်းစီစီဘူးကိုရရှင်ပြင်ဆင်ကောင်းကြီးပေးပါမိကြောင်းသခင်ယေရှုခရစ်တော်ဖျားရင်နာမတော်မြတ်ကိုမြှုပ်လေသနာခံဆုတောင်းကြပါရဖျားအာမင်